ကြပါတယ်နော်ဆိုတော့အဲ့တော့ဒီဓမ္မရဘာကမ္မထာအာထုတ်ပြီးတော့အောင်၆ပါးကမ္မထာအာထုတ်ပြီးပြီးတော့အခုတဘာဝတရားအာထုတ်နေပါလေခင်ဗျာတဘာဝ၅မျိုးတရားကမ္မထာအာထုတ်နော်တမပါဗျာဟုတ်ပြီအဲ့တော့ကုလိုကတော့လတလောတော့နော်တမပါကဘာကြီးဝိနည်းဆရာကဦးဇင်းတို့ကိုအရိယမန္တန်ရဲ့ဒီတရားတွေနဲ့တကွာပေါ့နော်တာဝကတွေအားလုံးကိုတမပါဗျာကမ္မကြီးတို့ကျင့်သုံးနေတဲ့တရားတွေအားလုံးဦးဇင်းတို့ရဲ့ဟောပြောနေတဲ့တရားတွေအားလုံးကိုကဘာကြီးဝိနည်းဆရာအခွဲ့ ဟာเนาะတရားဟိုဝဏိတို့တွေကဦးတို့တရားကိုစစ်တဲ့အခါအာရမဝါရဆိုပြီးတော့ဦးတို့စုံပြည့်စက်ချလိုက်တယ်ပေါ့နော် အာရမဝါရအာရမဝါရီအာရမဝိထုပေါ့အစတရားပြောเนาะဒီလိုစုံပြည့်စက်ချလိုက်ပြီအဲ့ဒီလိုမျိုးကဘာကြီးဝဏိဆရာကဓမ္မကြီးအာရမဝါရလို့စုံပြည့်စက်ချလိုက်တာကိုဓမ္မကြီးသိလားတပည့်ရောအခုတရင်နဲ့ကနေပြီးတော့တက်လာလို့ကြားမိပါတယ်ခင်ဗျာကြားသိရောအဲ့တော့ကြားသိခြင်းဓမ္မကြီးရဲ့ယင်တွေကဓမ္မတွေကပျောက်သွားလားတပည့်ရောကြားသိသိခြင်းစာအုပ်ဖတ်ကြည့်ပြီးတော့ကိုညံစင်ပါတယ်ခင်ဗျာ ဒီအဒမလို့ပြောနေတာဒီသူတို့ဒီဒီတရားရဲ့အနှစ်သာရကိုမတိချင်းဆိုတဲ့အတိတ်ပဲလေးကိုတပီတော့ညံထဲမှာတန့်ရောက်ပြီးတော့အရင်တော့အဖြစ်ဆိုတပီတော့တုံးလုံးမိပါတယ်ဖေဟာဆရာတော်ဘုရားရဲ့သွန်သင်ဆုံးမမှုတရားဒေသနာရဲ့ဂုံကျေးဇူးတော်အပေါင်းတို့ကြောင့်တပီတော့မှတုံးလုံးမှုချင်းမရှိဘဲနဲ့အမှန်တရားဒီသစ္စာဖြစ်ပါသည်ဆိုပြီးတော့ပဲတပီတော့အောက်မေ့ဆင်ញင်လိုက်ပါတယ်ဖေဟာအဲ့တော့သူတို့ကအာရမတို့ဆုံးဖြတ်တော့ဓမ္မကြီးတို့ရင်ထဲကဓမ္မတွေအားလုံးကအာရမဖြစ်သွားလာဓမ္မကြီးက ျင့်သုံးနေတဲ့တရားတွေအလုံးအရမဖြစ်သွားလားအရမမဖြစ်ပါဘူးခင်ဗျာမတို့အရမမဖြစ်ဘူးလို့ဓမ္မရပြောနိုင်တယ်တပည့်တော်တို့တပည့်တော်မသိခဲ့တဲ့ဒီအနတ္တတရားအနတ်အနတ္တတရားကိုတပည့်တော်အတ္တလောက်ခဲ့တာကိုပိုင်ပိုင်ချာချာတပည့်တော်ညံမမီတာကိုဆရာတော်ဘုရားရဲ့မြတ်စွာဘုရားရဲ့တရားဒေသနာတော်ကို အမှန်အစင်တိုင်းဟောကြားတဲ့မက်ကင်ရှစ်ပါလမ်းကိုတပည့်တော်တို့တရားပိုင်းခြားသိမြင်တာဖြစ်တဲ့အတွက်တပည့်တော်လည်းရဲရဲကြီးဒီတရားကိုရှုမြင်သုံးသပ်အောက်မေ့ပြီးတော့ခါကြတော့ဒီလိုတပည့်တော်တို့ဉာဏ်တော်မှသိရှိပြီးအမှန်တရားကိုသိပါတယ်ဆိုတော့ပိုင်းခြားတဲ့ဉာဏ်နဲ့တင်တပည့်တော်တို့အတ္တမဆိုတာလက်မခံနိုင်ပါဘူးခင်ဗျာ။ဓမ္မကြီးရဲ့ဒီတရားကိုဘာလို့ကိုးကွယ်ရတာလဲ။ခုလိုတရားကိုဘာလို့ကျင့်သုံးရတာလဲ။ဘာကြောင့်ကျင့်သုံးတာလဲ။ဘာကြောင့်ဒီတရားတွေပေါ်မှာဓမ္မကြီးအဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်ရတာလဲ။ တင်ပါဖေဟာတပည့်တော်အရင်တော့တရားဆိုတာလည်းမသိခဲ့ပါဘူးဖေဟာအရှိတရားတဘာဝဆိုတာလည်းမသိခဲ့ပါဘူးဖေဟာအရှိတရားတဘာဝကိုအတိတရားဓမ္မဆိုတာကိုပိုင်းပိုင်းခြားခြားသိရှိပြီးတော့အရာအလုံးဒီတဘာဝဆိုတဲ့တရားတွေကိုတပည့်တော်ပိုင်းချိုင်းပိုင်းပိုင်းခြားခြားလည်းသိသိရှိခဲ့ရပါတယ်ဖေဟာတဘာဝအရှိတရားဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်မှာပါတဲ့ဒေသနာတော် တရားဒေသနာတော်ကုံကျေးဇူးနဲ့အေးအီးပတ်တီကောအောက်ပန်နေကောပစ္စတန်ဝိဒိတာပေါ်ဝင်းညူဟီတီတရားဤကုံတော်6ပါးကုံကျေးဇူးတော်အပေါင်းတို့ဆင်ခြင်တုံးသက်မိရဲ့တပည့်တော်သည်ဒီတရားဒေသနာတော်တွေသည်မှန်ကန်ကြောင်းတပည့်တော်ဉာဏ်မီသလောက်တပည့်တော်နာကြားရဲ့တရားဒေသနာတော်တွေနဲ့အတူတူတပည့်တော် ရင်ထဲမှာကိန်းအောင်လာတဲ့တရားဓမ္မတွေသည်တပိတော်ဤလောဘဒေါသမောဟကိုဒီတရားကိန်းမှသာတပိတော်ရရှိခဲ့တဲ့တရားဒုတိယမြတ်တွေအမှန်ကန်ကြောင်း တပိတော်ညာအားရှိတဲ့လောက်ကိုလည်းတပိတော်အသက်ထက်ဆုံးယုံကြည်အားကိုးမိပါတယ်ဖေဟာအဲ့တော့အကြောင်းရင်းကဘာကြောင့်အလို့ယုံကြည်ရတာလဲဘယ်အချက်လက်တွေကိုဓမ္မရက်နော်ဒီမကြီးအတွက်ဒီတရားတွေကျင့်တော့ဘာတွေထူးခြားမှုတွေရှိလဲတင်ပါဗျာတပည့်တော်ရှောက်တင်ပါစီဗျာဖခင်တပည့်တော်တို့ဒီ တရားဆိုတဲ့သဘောကိုလည်းမသိခင်တော့တပြည့်တော်အားထုတ်ခဲ့တဲ့အချိန်မှာတရားကမကောင်းမှုမလုပ်မကောင်းမှုကိုမလုပ်ဘူးကောင်းမှုပြုလုပ်တာကိုတရားလိုပဲထင်ခဲ့ပါတယ်ဗျာအခုချိန်မှာတပြည့်တော်တရားသည်တဘာဝအရှိတရားကိုသိရှိပြီးတော့တပြည့်တော်ရဲ့ယုံ난ဓမ္မတဘာယုံ난ဓမ္မတဘာဝတွေယုံ난အကြောင်းအကျိုးတွေကိုတပည့်တော်ဆင်ခြင်တဲ့ပွားများတဲ့အချိန်မှာတပည့်တော်တို့ဒီယုံ난အကြောင်းအကျိုးကြောင့်ဖြစ်လာတဲ့အဲ တဘာဝအရှိတရားတွေကိုတပြီးတော့ပိုင်ပိုင်ခြားခြားသိမြင်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်တပြီးတော့တို့မှာတပြီးတော့တို့ရဲ့ဒီအနတ္တကိုအတ္တလို့တဲ့တရားတွေကိုတပြီးတော့ဘာမှမသိတဲ့ဉာဏ်ကသိရှိပြီးတော့ခါကြတော့အမှန်တရားကိုသိအမှန်တရားကိုသိရှိပြီးတော့ခါကြတော့တပြီးတော့လက်ခံကျင့်သုံးခဲ့ပါတယ်ခင်ဗျာအထုတ်တဲ့အချိန်မှာလဲတပြိတော်ဒီတပြိတော်ရဲ့ခံစားနေရတဲ့ဒီယုံနံအကြောင်းအကျိုးရဲ့ခံစားနေရတဲ့ဝေဒနာတွေကိုတပြိတော်ဟို ယောဂအတွက်တပည့်ရောပျောက်ဖို့ဆိုတာလဲဟိုကျင့်ကြတာမဟုတ်ပါဘူးခင်ဗျာတရားဒေသနာတော်တွေရဲ့အေဂျင့်မှုနဲ့တပည့်ရောထားရှိခဲ့တဲ့စိတ်နေစိတ်ထားအရာအလုံးပြောင်းလဲလာတာဖြစ်တဲ့အတွက်တပည့်ရောဒီတဆိုင်မှတ်မှတ်ပွားများအားထုတ်ရင်နဲ့တပည့်ရောယုံနံတဘာဝအကြောင်းကျိုးတွေဝေဒနာအကြောင်းတွေပြီးရင်တပည့်ရောတို့ဒီအာယုံ6ပါးနဲ့ပတ်သက်တဲ့အပိုင်းတွေကိုတပည့်ရောပိုင်းပိုင်းခြားခြားသိမြင်တဲ့အချိန်မှာတပည့်ရောခန္ဓာမှာဝေဒနာဖောက်ပြန်နေတဲ့အရာအလုံးတပည့်ရောရုပ်ရဲ့မသိတဲ့သဘောနံသိတဲ့သဘော ီးနဲ့တပည့်တော်ဆင်ញင်လိုက်တဲ့အချိန်မှာတပည့်တော်မတောင်းမတမကြောက်မကြဖြစ်နေတဲ့ခံစားနေရတဲ့ဝေဒနာတွေကအစဓမ္မအနေဆောင်ပြီးတော့မှအကြောင်းကျိုးညီလို့ဆိုပျောက်ကင်းလွတ်မြောက်ခဲ့ပါတယ်ခင်ဗျာဒီတာတကားတွေတဲ့အပြင်တပည့်တော်အင်းချမ်းနဲ့အေဂျင့်နဲ့ဒီဓမ္မရဲ့အရာတာကိုတပည့်တော်ခန်းစားသိရှိရတာတပည့်တော်အတိဆုံးဖြစ်ပါတယ်ခင်ဗျာတပည့်တော်တို့မှဟိုဟင်းကောင်းတစ်ခွက်စားတဲ့အဟာကိုချက်တက်တဲ့ဟင်းကောင်းတစ်ခွက်ချက်တာကို တိတယ်လို့ဟင်းကောင်းတစ်ခွက်ချက်ထားတဲ့အပေါ်မှာစားကြည့်ပြီးတဲ့အရသာကိုတိတယ်လို့ပါပဲဖေဟာဒါကြောင့်တပိတော့တိတဲ့တရားဆရာတော်သွန်ပြတဲ့ဆရာတော်ညွန်ကြသွန်ပြတဲ့တရားတွေမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေဒီမမှန်ကန်မှုဆိုရင်လူတယောက်ပေါ်မှာအေးချမ်းမှုဆိုတာလည်းမဖြစ်လာပါဘူးဖေဟာနောက်တစ်ခုလူတယောက်ရဲ့အပေါ်မှာ ဒီဒေါသတွေမောဟတွေအပေါင်းရုပ်တွေနာမ်တွေတဘာဝဖြစ်စဉ်တွေအကြောင်းကိုလည်းပိုင်းပိုင်းပိုင်းခြားခြားသိမြင်နိုင်စရာအကြောင်းတရားမရှိပါဘူးခင်ဗျာမှန်ကန်စွာ ဖြစ်ခဲ့တဲ့အတွက်မှန်ကန်သောအတိမှန်ကန်သောအတိညာတို့ဖြင့်ဆင်ញင်ပြီးတော့မှသာလင်တပည့်တော်တို့ရဲ့ဓမ္မအရှိအတိတရားတွေကိုရရှိပြီးတော့တပည့်တော်တို့ပြောင်းလဲလာတဲ့စိတ်ထားသည်တရားဓမ္မရဲ့တဘာဝအရှိတရားတွေကိုလက်ခံကျင့်သုံးလာလို့တပည့်တော်တို့ပြောင်းလဲပြီးတော့ခါကြတော့ကျမ်းမာခြင်း စိတ်ချမ်းသာခြင်းလွတ်မြောက်မှုကိုအေးချမ်းစွာရရှိလာတာဖြစ်တဲ့အတွက်ဒီဓမ္မရဲ့အရာတာတွေကိုဟင်းကောင်းချက်နီးသိတယ်လို့မြည်ကြည့်ပြီးတော့အရာတာပို့ပြီးလေးနဲ့တဲ့အကြောင်းကိုအားလုံးသောလူပုဂ္ဂိုလ်ယဟန်ရှင်သူများကိုလည်းဒီတရားလေးကိုလည်းအဲဆရာတော်ဒီတရားလေးကိုလည်းတပည့်တော်တို့ကြိုးစားအားထုတ်ခဲ့ရတဲ့အတိလေးကိုဟင်းကောင်းတစ်ခွက်လို့အရာတာကောင်းကောင်းသိအောင်မြည်ကြည့်ပြီးမှ မိကြည့်ဖို့ရန်အတွက်မေတ္တာရှိထားပြီးတော့တပည့်တော်ရရှိတဲ့အေဂျင့်မှုတွေတပည့်တော်ရရှိခဲ့တဲ့သစ္စာတရားတွေကိုတပည့်တော်ပြန်လည်ပြီးတော့မျှဝေခြင်းပါတယ်ဖေဟာဟုတ်ပြီအဲ့တော့ဒီမှာရဖြစ်နေတဲ့ယောဂဗာယောဂတွေပြောက်လို့လေဖေဟာတပည့်တော်ကတပည့်တော်ရဲ့အသက်အခု68 58နှစ်ပါဗျာတပည့်တော်အသက်က58နှစ်ပါဗျာတပည့်တော်အသက် အသက်30လောက်မှာ တပည့်တော်မျိုးဤကင်စာဒုတိယအဆင့်နဲ့တပည့်တော်စေဝါကုသခဲ့ရပါတယ်ခင်ဗျာကုသခဲ့တဲ့အချိန်မှာတပည့်တော်ကင်စာဝေဒနာကိုပူရင်တန်းလန့်နေပြီးမှတပည့်တော်အသက်အသက်မသေးပဲနဲ့လွတ်မြောက်ခဲ့ရပါတယ်ခင်ဗျာဒီလွတ်မြောက်ခဲ့တဲ့လွတ်မြောက်ခဲ့တဲ့ဒီသေးရွာပြန်မှာတပည့်တော်ညံဆင်လိုက်တဲ့အချိန်မှာတပည့်တော်ဒီဒီဖရာရဲ့တရားဒေသနာတော်တွေကိုနားကြားရင် တပည့်တော်ညံအားရှိသလောက်ဆရာတော်ဆရာတော်ကြီးရဲ့ဆုံးမတဲ့တရားတွေနဲ့အညီလောကနဲ့ တပည့်တော်တို့မှာအတွေ့ကြုံရတဲ့အချိန်မှာသီးခံခြင်းပါရမီကိုတပည့်တော်ကြိုးစားကျင့်ကြံပွားများအားထုတ်ခဲ့ပါတယ်ဖေဟာဆရာတော်ဖေဟာတရားနဲ့မတွေ့ခင်တော့ပါဖေဟာအဲ့ဒီလိုအားထုတ်ခဲ့ရနေပြီးမှမှတပည့်တော်ဒီဆရာကောင်းတမကောင်းဖြစ်တဲ့ဆရာတော်ကြီးရဲ့တရားတွေကိုအရှင်ဆရာတော်ဖေဟာရဲ့တရားတွေကိုတပည့်တော်နားကြားတဲ့အချိန်အနေစပြီးတော့ခါကြတော့တပည့်တော်ခံစားနေရတဲ့ဝေဒနာတို့ဒီအသက်အသေးချောက်ရေပြင်းယောဂကိုစပြီးတော့ဖြစ်နေပါတယ်ဖေဟာအဲ့ဒီအချိန်မှာတပည့်တော်ဒီဩငါဒီ သေးဖို့အတွက်ကအချိန်နီးကန့်လာပြီဖြစ်နေတယ်။ဒီတရားကိုတပြည့်တော်ထိန်းထိန်းသာတရားပွဲမှာနာကြားတဲ့အချိန်ကနေစပြီးတော့တရားတွေဒီမှန်ကန်စွာလည်းဖြစ်တယ်။တပြည့်တော်ရင်ထဲမှာကြားလိုက်ရတဲ့အချိန်မှာလည်းဓမ္မတွေဒီဓမ္မရတာအနှစ်သာရသည်ပြည့်စုံပါတယ်မှန်ကန်ပါတယ်ဆိုတော့တရားတွေကိုတပြည့်တော်ဟိုပြောမပြလောက်အောင်ပီတိဖြစ်ပြီးတော့ခါကြတော့အပြန်ပြန်အလန်လန်သုံးသပ်ရင်ဒီတရားတွေတော့မတည်ခင်နေ့ရသွားခြင်းနဲ့အာထုတ်ခြင်းနဲ့ဆိုပြီးတော့ခါကြတော့ပွားများအာထုတ်ရင်တပြည့်တော်တေမဲဟာကိုမိသွား ပြီးတော့ခါကြတော့တရားတွေကိုမတည်ခင်လေးကိုတစိုက်မမတ်စူးစမ်းမယ်စူးစမ်းမယ်ကမ္မထမ်းတွေကိုတဆင့်တဆင့်တည်အောင်လုပ်သွားမယ်နောက်ပြဆုံးဝိပဿနာဉာဏ်ဆိုတာမတည်ခဲ့တဲ့တပည့်တော်အတွက်ဝိပဿနာဉာဏ်ကိုတပည့်တော်ရသလောက်ခွန်အားရှိသလောက်ဉာဏ်အားရှိသလောက်မှတ်သားရင်တပည့်တော်စူးစမ်းအားထုတ်ခဲ့တဲ့အချိန်မှာတပည့်တော်ရဲ့ဒီအသေးချောက် စနေတဲ့သွေးကြောထုတ်ပြီးတော့ခါကြအသေးချောက်ကင်းဟိုရေပြင်းကင်စာအားနေပြီးတော့လဲလွတ်မြောက်ခဲ့ပါတယ်ခင်ဗျာဒီလွတ်မြောက်ဖို့အတွက်လဲတပည့်တော်မရည်ရွယ်ပါဘူးခင်ဗျာတရားရဲ့အနှစ်သာရကိုတပည့်တော်အေးချမ်းပြီးတော့အေးချမ်းပြီးတော့တရားရဲ့အနှစ်သာရအပေါ်မှာတပည့်တော်မှွေ့လျော်လာပါတယ်ခင်ဗျာလောကရန်နဲ့ဘလောက်ပဲကြုံတွေ့ကြုံတွေ့ဘလောက်ပဲအတိုက်ခိုက်တွေနဲ့တွေ့တွေ့တပည့်တော်စိတ်မှာဘလောက်ပဲတောကတွေဘလောက်ပဲအပူပင်ရဒီတရားရဲ့ တရားဝတာကိန်းလိုက်တရားရဲ့သဘာဝအရှိတရားဝတာတပည့်တော်သိရှိလိုက်တဲ့အတွက်တပည့်တော်ရဲ့အေးချမ်းမှုကဘာနဲ့မှမတူပါဘူးခင်ဗျာ တပည့်တော်ကိုလည်းအခုဆရာဝန်တွေကတပည့်တော်ဘူအနတ္တတရားစက္ကံပွဲ၅လပိုင်းပြီးပြန်လာတဲ့အချိန်မှာတပည့်တော်နေပြည်တော်မှာတပည့်တော်စေကမ်းပြရဖြစ်လို့သွားပြပါတယ်ခင်ဗျာအဲ့ဒီမှာစစ်ဆေးချက်တွေပြုတ်လုတဲ့တဲ့အချိန်မှာတပည့်တော်ရဲ့အတွင်းကလေးစာပိုင်းတွေကအလွန်မဲအံ့ဩပြီးတော့ဆရာဝန်ကြီးကတပည့်တော်ကိုကြည့်ပြီးတော့ဘာဆေးတွေစားသေးလဲလို့မေးတယ်ခင်ဗျာအဲ့တော့ခါကျတော့တပည့်တော်ဟိုမြတ်စွာဘုရားရဲ့တရားဒေသနာတော်တဲ့တရားဆေးတွေကိုတောက်နေပါတယ်ခင်ဗျာဆိုပြီးတော့ဆရာဝန်ကြီးကိုလည်းဆရာဝန်ကြီးကိုလည်းဆရာကြီးဖြစ်ဆရာကြီး ကျွန်မဒီရုပ်မသိတဲ့သဘောမှာဖောက်ပြန်တဲ့အပိုင်းကိုနန်လေးနဲ့တိပြီးတော့ခါကြတော့အေဂျင့်မှုကိုရရှိပြီးသူ့ရဲ့အရှိသဘာဝတရားတွေကအများအတန်းမကြည့်လဲပြက်ကြည့်လဲပြက်နေတာဖြစ်တဲ့အတွက်ဉာဏ်တိပြီးတော့ခါကြတော့ဆရာတော်ဘုရားပြောခဲ့တဲ့တရားအတိုင်းတပိတော့မပယ်မဆွဲနဲ့ပယ်လို့ရှင်လဲလောဘဆွဲလို့ရှင်လဲဒေါသမပယ်မဆွဲဘဲနဲ့အေးချမ်းတဲ့နိဗ္ဗာန်ဆိုတာကိုတပည့်တို့ကိုယ်တိုင်သိရှိ ခန်းစားပြီးတော့လွတ်မြောက်ပါတယ်ဆိုတဲ့အကြောင်းဆရာဝန်ကြီးကလည်းပြောခဲ့ပါတယ်ခင်ဗျာဟုတ်ပြန်ပြောပါခုနစကားလေးနည်းနည်းလွှဲပါတော့နော်တင်ပါဗျာပယ်လို့ရှိရင်လဲပယ်လို့ရှိရင်လောဘပယ်လို့ရှိရင်ဒေါသပယ်ရင်ဒေါသစွဲရင်လောဘအဲ့ဒီဟာလေးကိုတပြည့်ရောဆရာဝန်ကြီးကိုအဲ့လိုပြောနေတယ်တပြည့်ရောအဲ့ဒီကနေပြီးတော့ငိမ့်ညမ်းပြီးတော့ခါကြတော့အရှိတဘာဝတွေ ဓာကြီးလေးပါဖောက်ပြန်တဲ့ရုပ်ပေါ်မှာလက်ခံလာပြီးတော့ခါကြတော့အေးချမ်းချမ်းပဲဓမ္မနယ်နေပြီးတော့ကြော်ဖြတ်ခဲ့တာဖြစ်ပါတယ်လို့ပြောတဲ့အချိန်မှာဆရာဝန်ကြီးကတကဟိုဟာဟိုဟာဟိုအမာကြီးတဲ့အမာကြီးတဲ့ဟိုဟိုဓာတ်မှန်နေရော ECG တွေရောသွေးအဖြေရောစီးအဖြေရော ultrasound တွေရောမှာအကုန်လုံးမှာအားလုံးကကလေးရဖြစ်နေပြီးတော့ကင်ဆာဆဲတောင်အရေးအယောင်တောင်ခန္ဓာကိုယ်ထဲမှာမရှိတော့ပါဘူးတဲ့ဖေဟာဩတင်ပါဖေဟာဟဲ့လားဘယ်လောက်အဆင့်ကနေပျောက်သွားတာ တပည့်တော်နံပါတ်ဘလောက်ကနေပြောက်ပါမျိုးဟိကင်စားတော့ဒုတိယအဆင့်နဲ့တပည့်တော်နားခဲ့ရတယ်ဖေဟာစေသွင်းခဲ့ရတယ်ဖေဟာအဲ့ဒီကနေပြီးတော့တပည့်တော်တက်တလောင်းဘာကင်စားလဲသာမျိုးဧကင်စာပါမျိုးဧကင်စာပါဖေဟာမျိုးဧကင်စာမျိုးဧကင်စာနေပြီးမှဆေးသွင်းတဲ့အတွက်တပည့်တော်သွေးတွေသွင်းကြရတယ်ဖြစ်အတွက်အသက်စီပိုးကုခဲ့ပါတယ်ဖေဟာအသက်စီပိုး6လအတိတိကုခဲ့တာကတော့တပည့်တော်အခု ဒီ90ကျော်မှာကုပါပါတယ်ဖေ။ငွေကြီးအဆင်မပြေလို့မလို့ဒီနောက်ပိုင်းမှာကုခဲ့ရတာပါဖေ။ကုတဲ့အချိန်မှာအသက်ရကင်းစားအဆင်ကိုချိန်နေပြီးအသက်6နေပြီးအသက်မှာစပော့ပျောက်တွေများနေပြီးသေးကြောတွေလည်းထုံနေပြီးရေပြင်းဖြစ်တော်မယ်ဆိုတော့အဲ့ဒါမှာတပည့်တော်အသက်စီဘိုးဆေးကိုစားခဲ့ပါတယ်ဖေ။စီဘိုးဆေးကိုစားခဲ့တော့လေတပည့်ရအစာအိမ်နေနားပြီးရေတောက်လဲရေပြန်အန်းနေဖေ။အစာစားလို့ရှင်လဲတောက်လျှောက်ဖြစ်ပါတယ်ဖေ။ ဲ့ဒီလိုအပြင်ဒီလောကဓာတ်မှာလည်းအလုံးတပြည့်အတင်မဟုတ်ပါဘူးခင်ဗျာအလုံးသောဟောခொနည်းသားသမီးတွေအလုံးဒုက္ခရောက်နေတဲ့အချိန်ကိုဗစ်ကောအကုန်လုံးမျိုးမျိုးဒုက္ခရောက်နေတဲ့အချိန်မှာတပြည့်ရောလည်းပါဝင်ပါတယ်ခင်ဗျာတောကတွေရောဒုက္ခတွေရောစုံဖြစ်နေတဲ့အချိန်မှာတပြည့်ရောယင်ထဲမှာဆရာတော်ရဲ့သွန်သင်ဆုံးမတဲ့တရားဒေသနာတော်တွေမြတ်စွာဘုရားရဲ့တရားတော်တွေကမှန်ကန်ကြောင်းတပြည့်ရောယင်တဲ့အေးချမ်းမှုကမတူတော့ပါဘူးခင်ဗျာ တပည့်ရောအရင်တော့ကြောက်တက်ပါတယ်ဖေဟာအခုမကြောက်ပါဘူးဖေဟာတုံလုံးမှုလည်းမရှိတော့ပါဘူးဖေဟာတပည့်ရမှန်နိုင်မှာဗာတရားတွေကျင့်ရတယ်လေမကြီးတပည့်ရောစပြီးတော့ခါကြငါရှာကမ္မထမ်းမှာစပြီးတော့မှပွားများအထုတ်ခဲ့ပါဗျာအရင်ကကျင့်တယ်လေအရင်ကမှန်နိုင်အရင်ကမှန်နိုင်မှာတပည့်ရောမက်ကင်ရှပါပြိပရာအလဲလန်းလန်းစဉ်မက်ကင်ရှပါမစ္စမာပြိပရာပြိပရာအလဲအလဲလန်းလန်းစဉ်အဲဝိပဿနာယာနိကတရားဒေသနာတော်တွေနဲ့တပည့်ရောကျင့်ညာခဲ့ပါတယ်ဖေဟာဟုတ်ပါဘူးအဲ့တော့ဒီမှာဒီတရားတွေကျင့်တော့ တော့ကို့အတွက်ဘာအကျိုးရှိလဲဆိုတပိတော့နံပါတ်1မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတော်မှာပါတဲ့အတိုင်းတပိတော့အေဤပတ္တိကောအောက်ပန္နေကောပြစ္ဆတံဝိရိဒဘောဆိုတပိတော့နံပါတ်1တပိတော့ဒီတရားရဲ့အေးချမ်းမှုအရာတာကိုကိုယ်တိုင်ကျင့်တာဖြစ်တဲ့အတွက်ကိုယ်တိုင်သိတာဖြစ်တဲ့အတွက်အေးချမ်းမှုရရှိပါတယ်ဘုရား ီးလို့ရှင်တပည့်တော်တို့စိတ်တွေကိုမချုပ်တိတ်နိုင်တဲ့စိတ်တွေကိုတပည့်တော်သည်စိတ်ရဲ့သဘောကိုလိုက်ပြီးတော့မှကြည်ချင်းအားဖြင့်တပည့်တော်တို့ဘာဖြစ်နေရောလဲအဲရုပ်ရဲ့သဘောစိတ်ရဲ့သဘောတွေကိုသိရှိရတဲ့အချိန်မှာတပည့်တော်တို့သည်ဉာဏ်အားဖြင့်လိုက်ပြီးတော့ခါကြတော့သဘောသဘာဝတွေကိုထိမ့်ချုပ်ခြင်းအားဖြင့်တပည့်တော်တို့သည်လွတ်မြောက်ပါတယ်ဖေဟာဟုတ်ပါကောင်းပါနော်အဲ့တော့ဒီတရားတွေကျင့်တဲ့ပုံမှာအခုလို့ လူတွေကဓမ္မယူကဲ့ရကြတော့မှာဘူးเนาะအဲ့ဒီမှာရှိမှာတရားကြီးတာကိုကျင့်တဲ့အတွက်အရမဝါဒတို့လည်းဆုံးဖြတ်ပြီးသွားပြီပေါ့အဲ့တော့လူတွေရဲ့ဝေဖန်မှာကဲ့ရမှာရှုံချမှာကိုဓမ္မယူဘယ်လိုကျင့်ဆိုင်မလဲအပြည့်ရောဝေဖန်တာကဲ့ရတာတွေတပြည့်ရောမတုံလဲမတုံလို့ပါဘူးဗျာကဲ့ရခြင်းနဲ့သူတို့မသိလို့ကဲ့ရခြင်းတာဖြစ်ပါတယ်ဖေဟာတပည့်တော်တရားနဲ့တပည့်တော်အေဂျင့်တာဖြစ်တဲ့အတွက်သူတို့ပြောသမျှဟာတပည့်တော်မှာမရောက်ပါဘူးဖေဟာတပည့်တော်ယူလဲမယူပါဘူးဖေဟာ သူတို့ပြောတဲ့အရာတွေကသူတို့ပြောတဲ့အရာမှတင်ပြီးဆုံးတာဖြစ်ပါတယ်ဗျာอืมအဲ့တော့ဒီကဘာကြီးဝိနည်းစရာကတော့မှအာရမလို့ဒီဥရိယမန္တရဲ့တရားတွေဓမ္မကြီးတို့ကျင့်သုံးနေတဲ့တရားတွေကိုအာရမလို့ဆုံးဖြတ်တဲ့အချိန်မှာဓမ္မကြီးရင်ထဲမှာနည်းနည်းလေးမှအရင်ထဲကဓမ္မတွေကမပြတ်သုံးသွားဘူးလားမပြတ်ပါဘူးခင်ဗျာအမြဲတမ်းကိန်းဝင်ပြီးတော့ခါကြတော့စိတ်ထဲမှာဟိုတပည့်တော်တို့ညံနေပြောမယ်ဆိုလို့ရှင်ဒီတရားလေးကို နည်းနည်းလေးတပုတ်လောက်ဆရာတော်ဟောတဲ့တရားတွေကမက်ခင်ရှင်ပါအာပြောင်းပြောင်းသွားဆိုတဲ့တရားတပုတ်ကလေးကိုနာကြားစီခြင်းပါလေခင်ဗျာဒီတပုတ်တဲ့နဲ့ကိုပြည့်စုံနာကြားစီခြင်းနဲ့အခုဆရာတော်နဲ့ပတ်သက်တဲ့ပြောနေတဲ့ဒီဆရာတော်အပေါ်မှာဆရာတော်ရဲ့ဒီတရားပေါ်မှာဆရာတော်ရဲ့တရားပေါ်မှာဆရာတော်ညွှန်ကြားပြသပေါ်တဲ့တရားပေါ်မှာမြတ်စွာဘုရားရဲ့တရားတွေမဟုတ်ဘူးပြောကြားနေတဲ့သူတွေကိုနာကြားစီခြင်းပါလေခင်ဗျာ ဟုတ်ကဲ့အဲ့လိုဒီတရားတွေကျင့်သုံးတဲ့အပေါ်မှာဓမ္မကြီးဒီတရားတွေကိုကျင့်သုံးလို့မခင်ဒီအရိယမန္တန်တော်ရရိတ်တာရဲ့ဝိပဿနာယာနိကတိတဲ့မခင်ရှင်ပါဖောက်ပြောင်းသွားဆိုတော့ဒီတရားတွေအပေါ်မှာကမ္မတန်အစင်လိုက်ကျင့်သုံးလို့ဓမ္မကြီးကိုဖမ်းမယ်တမပါဗျာဓမ္မကြီးကိုနော်ဒီတရားတွေကျင့်လို့ဓမ္မကြီးကိုတတ်မယ်ဆိုရင်ဓမ္မကြီးကဒီလိုမျိုးရင်ဆိုင်မယ်အဲဒီဒီဒီတရားတွေကိုကျင့်တာဖြစ်တဲ့အတွက်သူတို့တတ်မယ်လို့ပြောလဲတပည့်တော်မတော်လောက်ပါဘူးခင်ဗျာ တပည့်တော်မှာတရားရှိတဲ့အတွက်သူတို့ကရုပ်ကိုပဲတတ်တာဖြစ်တာပါလေဗျာတပည့်တော်ရဲ့ဉာဏ်မှာကိတ်နေတဲ့ဓမ္မကိုသူတို့တတ်လို့လည်းမရပါဘူးဗျာတပည့်တော်လည်းနောက်ခန္ဓာမယူမှာဖြစ်တဲ့တည်းသူတို့ပေါ်မှာသူတို့ရဲ့တတ်ချင်းဖြတ်ချင်းပေါ်မှာတပည့်တော်တုံလုံးမှုလည်းမရှိတော့ပါဘူးဗျာတပည့်တော်ဉာဏ်နဲ့ပဲသွားမှာဖြစ်တဲ့အတွက်သူတို့ဘာလုံနေနေလဲတပည့်တော်ဘာမှထက်တွက်လို့လည်းမရတော့ပါဘူးဗျာထက်တွက်စရာလည်းမလိုတော့ပါဘူးခင်ဗျာကြောက်စရာလည်းမလိုလန့်စရာလည်းမလိုပါဘူးခင်ဗျာဓမ္မပဲရှိပါတယ်ခင်ဗျာဟုတ်ပါအဲ့တော့ဥစဉ်ရဲ့တရားတွေဥစဉ်ဟောပြောတဲ့တရားတွေကအာရမလို့ ဟောတဲ့အချိန်မှာဟိုဆုံးဖြတ်တဲ့အချိန်မှာပေါ့နော်တက်ပါဗျာ။ဟာကြီးဆုံးဖြတ်တဲ့အချိန်မှာဦးစင်းပေါ်မှာတို့မိုင်းဘယ်လိုမြင်လဲအချိန်မှာ။ဟဲ့ဦးစင်းဦးစင်းပေါ်မှာတပည့်တော် ပို့ပြီးတော့မှတရားချီညိုလေးစားပို့ပြီးတော့ဖြစ်မိပါတယ်ဗျာ။ဒီလိုမျိုးဟိုတပည့်တော်ဒီ မျိုးသမီးတယောက်အနေနဲ့တပည့်ရဆိုဘာမှမသိမနာလည်းနဲ့အိမ်အောင်ရှင်မတယောက်နဲ့စီးပွားရှာတဲ့သူတယောက်နဲ့စီးပွားကလဲပြီးဘာမှမသိတဲ့သူတယောက်အနေနဲ့ပြောကြည့်ဆိုလို့ရှင်ဒီလိုသာသနာမှာအာဇာနည်တယောက်ထွက်လာဖို့ဆိုတာအမတန်မှရှားပါတယ်ခင်ဗျာအဲ့တော့ဆရာတော်ရဲ့တရားတွေအပေါ်မှာသူတို့ဆွဆွဲချက်တွေအပေါင်းတွေကိုတပည့်တော်တို့ကတရားလေးတစ်ပုဒ်နာကြားပြီးတော့ခါကြတော့တေချာလေးနှလုံးလေးသွင်းပြီးတော့အေးချမ်းမှုလေးကို ရယူကြပါလို့တပည့်ရောတိုက်တွန်းခြင်းပါလေခင်ဗျာဟုတ်တယ်ဟိုလိုအာရမလို့ဆုံးဖြတ်တဲ့နော်ဒီပါဝဏ္ဏထူတွေရောအာရမလို့ဝိုင်းပြီးတော့အမျိုးမျိုးကတိုက်ခိုက်တဲ့လူတွေပေါ်မှာတော့ဓမ္မကြီးမမုန်းတာသူတို့ကအာသူတို့ပေါ်မှာမမုန်းပါဘူးခင်ဗျာအเจ้าကြောင့်အကျိုးရတဲ့ခန္ဓာကိုသူတို့သိစေတင်ပါတယ်ခင်ဗျာသူတို့လည်းသိရှိပြီးသားဖြစ်ပါတယ်ခင်ဗျာဘာလို့မမုန်းတာသူတို့အာသူတို့ကသူတို့မှာရှိနေတဲ့အတ္တတရားကို နတ္တကိုအတ္တတွေများသွားလို့ဖြစ်နေကြတာပါဖေဟာအော်အရှိတရားမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုသူတို့ယဉ်ထဲမှာလည်းရှိပါတယ်ဖေဟာသူတို့အတ္တဥစည်းနေလို့ဖြစ်သွားတာပါဖေဟာအဲ့ဒီအတွက်တပြီတော့သူတို့အတွက်လည်းစိတ်မကောင်းပါဘူးဖေဟာဟုတ်ပြီဒီသာသနာအရိယမန္တန်ရဲ့ဒီနော်ဒီသာသနာအတွက်နောက်ထပ်ဒီသာသနာပြုနိုင်ဖို့အတွက်ဘယ်လောက်ထိရောဒီမကြီးရထပ်ပြီးတော့ညှို့လင်းချက်ရှိတယ်ဘယ်လောက်ထိညှို့မှန်းထားလဲဒီသာသနာကို ဆရာတော်ဘုရားရဲ့သာသနာတော်ကအခုဆိုလို့ရှင်တဖြည်းဖြည်းနဲ့ကလေးရောအသက်ကြီးတဲ့လူရောဟိုယောဂဝေဒနာ ခံစားနေရတဲ့လူရောအကုန်လုံးကကမ္မထမ်းကိုဖြောင်းပြောင်းတန်းတန်းရှုပြီးတော့ခါကြတော့ဉာဏ်စင်ပြီးတာဖြစ်တာ ဖြစ်တဲ့အတွက်ဉာဏ်စင်လည်းရရှိပြီးတော့လွတ်မြောက်နေကြပါတယ်ဘုရားဒီလွတ်မြောက်နေကြတဲ့တရားတွေကိုဆရာတော်အခုထားခဲ့တဲ့အဲတရားတွေရှိနေတာဖြစ်တဲ့အတွက်တပည့်တော်ရင်ထဲမှာကိန်းနေတာဖြစ်တဲ့အတွက် တပြိုတို့ယင်ထဲမှာတော့အများအားရှိနေသလိုကျန်တဲ့သူတွေကလည်းထာဝရကိန်းပြီးတော့တဆင့်တဆင့်နဲ့ကတော့တပြိုတို့မှာရှိနေဦးမှာပါဖြစ်ဟာဟုတ်ပြီအဲ့တော့ဒီသာသနာတွေကိုဘယ်လောက်ထိကျယ်ပြန့်စေခြင်းလဲဒီအရိယမန္တန်ရဲ့တော်ရရေးတာတင်ပါဗျာဘုနဲ့ဒီတရားတွေကိုဓမ္မကြီးရဲ့ယင်ထဲမှာဘယ်လောက်ထိကျယ်ပြန့်စေခြင်းလဲတင်ပါဗျာအခုဆိုလို့ရှိရင်တပြိုတို့တရားအထုတ်တိုင်းနိုင်ငံတကာကနေပြီးတော့လန့်လန့်မိသလားအထုတ်နေတာတွေ့ပါတယ်ဗျာအားလုံးသောကမ္ဘာအသီးသီးမှာရှိနေတဲ့ပုဂ္ဂိုလ်တ attva အားလုံးမှာကမ္ဘာကန့်စိုက်နေတာဖြစ်တဲ့အတွက်အကုန်လုံး ခုနှစ်သားသမီးတွေဒီမတိလို့တာရှောင်နေကြရတာပါလေခင်ဗျာကံအကြောင်းအကြောင်းအကျိုးတရားတွေဖြစ်နေတဲ့ခန္ဓာကိုယ်လေးမှာတစွန်းစတစွန်းတိနေတာတိသွားဖို့ဖြစ်တဲ့အတွက်အမတန်မှအရေးကြီးပြီးတော့မှအမတန်မှလည်းသိရှိစေချင်ပါတယ်ခင်ဗျာပို့ပြီးတော့မှလည်းဒီတရားတွေကိုထပ်ပြီးတော့မှသာသနာပြန်ပွားစေချင်တဲ့စိတ်ဆန္ဒရှိပါတယ်ခင်ဗျာဟုတ်ပါပြီနော်အဲ့တော့ရပါပြီနော်အားလုံးရပါပြီအားလုံးသာဓုခေါ်ပါဦး tadu 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 ya nah,